ခုပြောပြီးစင်တာကကျွန်တော်တို့မဟာဘုတ်ဖွားစာတာတွေထဲမှာတိုက်ဖွားလေးတွေအကြောင်းကျွန်တော်တစ်တင်တဲ့အချက်လေးတစ်ချက်တစ်ချက်လောက်တက်တော်နဲ့လည်းကျွန်တော်တို့အတူထွားလေးပြောလို့ရတဲ့အနေထားလောက်လေးပဲပြောမယ်အရှိအီးတော့မပြောတော့အဲ့တော့တိုက်ဖွားဘာလဲမသိဘူးဆိုရင်တော့ကျွန်တော်တို့လည်းကိုယ့်ကိုဖိဖို့တွေအချုပ်နေရာမှာမဟာဘုတ်အတွက်နေဆိုပြီးကြီးကိုယ့်ကိုတွက်ကြည့်ပါဗျာနော်ကိုယ်ကဘာပွားလဲဆိုတာတော့တွက်ကြည့်လို့ရတယ်အခုဆို software တွေလည်းပေါ်နေတာပဲအဲ့တော့ကိုကိုယ်တိုင်ကတိုက်ဖွားတယောက်ဖြစ်မယ်ဆိုရင် တတိထားရမယ့်အချက်လေးတွေရှိလို့ပါအဲ့တော့မြည်တိတိုက်ဖွားမဆိုတော့တင်းငုံတွေတိုက်ဖွားပြီးတင်းလာတိုက်ဖွားအင်္ဂါတိုက်ဖွားပဲဖြစ်ရနော်မြည်တိတိုက်ဖွားမဆိုတိုက်ဖွားတွေရဲ့အားနည်းချက်ကပါလဲဆိုတော့အချို့နေရာတွေမှာငွေကြေးနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုအပိုင်းမှာအားနည်းချက်ရှိတယ်အကုန်လုံးမဆိုလို့ရေဘူးကအားဖြစ်ပြောတာအဲ့တော့ဘလို့အားနည်းချက်ရှိနေတာလဲဆိုတော့တိုက်ဖွားတွေကတုံးဝမဲ့နေရာ ရင်းနှီးမြှုပ်နှံမဲ့နေရာဒါအောင်ငါငွေထက်၃လိုင်းမှာငါလုပ်ငန်းကြီးလာမယ်ငါအတွက်အမျက်ပိုများမယ်ငါအတွက်ပို့ပြီးတော့အဆင်ပြေစေနိုင်တဲ့ဆိုတဲ့နေရာဒီမှာငွေမထည့်ဘူးအခြားနေရာဒီမှာငွေကိုသွားရင်းနှီးမြှုပ်နှံတယ်အဲကြောင့်တိုက်ဖွားတွေကစီးပွားရေးလုပ်လို့အောင်မြင်ပြီဆိုရင်အချို့နေရာတွေမှာအချိန်တစ်ခုပြန်ပေးပြီးမှသွားအောင်မြင်မှုကိုရတယ်လုပ်ငန်းတစ်ခုလုပ်လိုက်တယ်သူရကန်ကြိုးပြီးတော့ဟုံးနေတဲ့သူချမ်းသာရင်ချမ်းသာသွားမယ် နော်ဒါပေမဲ့ဒီလုပ်ငန်းကိုဘယ်လိုထက်ချဲ့မလဲဘယ်လိုပွားမလဲဘယ်လိုလုပ်ငန်းမျိုးကထက်လုပ်မလဲဆိုပြီးတော့ငွေတွေအပူရှိရတာနဲ့ထက်လုပ်တော့မယ်ဆိုရင်တို့တွေကအဲ့မှာလွဲတယ်ဒီအလုပ်ကဒီနယ်ပယ်ကဒီထဲမှာငွေထည့်ရမယ်အဲ့ဒါကိုငွေထက်မထည့်ပဲနဲ့ကိုနဲ့တိတ်ပြီးတော့ဟိုမှာဖြစ်တဲ့အလုပ်မှာသွားပြီးငွေသွားထည့်မိတယ်အဲ့တော့ကိုရှိတဲ့ငွေတွေကဘာဖြစ်တယ်ဆို waste ဖြစ်တာပေါ့ဗျာနေအလေအလွင့်တွေများတာအဲ့တော့အချို့ဆိုရင်တိုက်ဖွားတွေက ကက်စီမနေတဲ့နာကိုကက်စီနေတာကျွန်တော်တွေ့ဘူးလေကက်စီမနေတဲ့နာကိုအကုန်လုံးတိုက်ပွားတွေကက်စီနေတယ်ချွေတာတယ်မပြောဘူးနော်ကက်စီမနေတဲ့နေရာမှာကက်စီနေတယ်အဲ့တော့တကယ်တကယ်လက်ဖွာပြီးဒီနေရာမှာငါဒီလိုပေးလိုက်ကမ်းလိုက်ဒီလိုလှုပ်လိုက်ငါတို့အခွင့်အရေးရမယ်ဆိုတဲ့နေရာမှာလက်တော့တော့လုပ်ငန်းပေါ့လုပ်ငန်းတစ်ခုလုပ်တယ်ဒီလုပ်ငန်းအတွက်လိုအပ်တဲ့ကျွန်တော်ဂီယာတွေဝယ်ရမယ်အခုလိုကျွန်တော်တို့ဗီဒီယိုရိုက်တဲ့လိုပေါ့ဖုန်းနဲ့ရရင်ဖုန်းကောင်းကောင်းလိုတယ်ဒါကတော့မိုက် ကောင်းကောင်းလိုမယ် lighting ကောင်းကောင်းလိုမယ်အတန်စုနဲ့အတန်ချိန်နဲ့အခန်းလေးပါလေလိုမယ်စသဖြင့်စသဖြင့် editing ကောင်းကောင်းလုပ်တတ်ဖို့လိုမယ်ဒါရီယာကိုဗီဒီယိုရိုက်ပြီးတော့အတန်မွေးတဲ့လူတယောက်အတွက်ဖြစ်ရမယ်ပစ္စည်းတွေ gear တွေအဲ့ဒါတွေဖြစ်ဖို့နေရာမှာသွားပြီးတော့ laptop နဲ့ဒါနဲ့ထမဲစားနေရဒါကို laptop အဲ့လိုမျိုးတွေဖြစ်တတ်တယ်ဖြစ်တဲ့အတွက်အချို့တိုက်ဖွားတွေမှာထင်သလောက်အရှိမရောက်တာတွေဖြစ်တတ်တယ်ဒါအပြင်တိုက်ဖွားတွေကလည်း ကိုကိုတိုင်းတတိထားကြည့်လမ်းကြီးကရှင်းနေတာပဲဒီလမ်းကိုရှောက်ရင်ဖြောင်းမျိုးနေတဲ့လမ်းကြီးခင်းလာတာကွန်ကရစ်လမ်းနိုင်လုံကတ်တရားလမ်းကြီးဒီလမ်းကြီးဖြောက်ဖြောက်သွားရင်အဆင်လဲပြေမယ်စီကုံလဲတက်တာမယ်ဒီခီးကိုမြန်မြန်ဆန်ဆန်နဲ့လဲရောက်မယ်အဲမဟုတ်ဘူးဗျာတိုက်ဖွားတွေကတောလမ်းအပတ်သွားတယ်အခုပြောလိုက်ရင်ကျွန်တော်တို့ကဟိုမြင်မြင်မမြင်ပဲ တိုက်ဖွားတွေကိုကိုကိုသိလိမ့်မယ်အချို့နေရာတွေမှာအလွယ်လန်းတကယ်လဲလွယ်တယ်ဒီလန်းအဆင်လဲပြည်တယ်အလွယ်လန်းဆိုလို့မဟုတ်တာလုတ်တဲ့လန်းလည်းမဟုတ်ဘူးတကယ်လဲလွယ်တယ်အဆင်ပြေတဲ့လန်းကိုမလိုက်ဘဲနဲ့ခက်ခဲတဲ့လန်းကိုတွားရွေးမိတတ်တယ်ဒီလန်းဒီလန်းမှာငါဒီလိုရှောင်းရင်ဥကရဲ့သားနဲ့ခက်ခဲတဲ့ကြံ့ကြာတဲ့အလုပ်တွေကိုတွားပြီးတော့ကြည့်ရထားပါတော့ကိုပိုင်စီပွားရေးလုပ်ဖို့ရှိတယ်မိဘအလုပ်တွေလာတယ်အတက်မွေးမှုအလုပ်တွေရှိနေတယ်ကိုဒီလုံးလုံးရင်လည်းအဆင်ပြေမယ်သိတယ်အဲ့ဒီလမ်းကြောင်းပေါ့ အตาလေးတက်လျှောက်လိုက်ရောမဟုတ်ဘူးအစိုးရဝန်ထမ်းသွားလုပ်ရင်လုပ်တယ်အဲ့တော့ကို့ရှိမှာရေကန်အစ်စ်ကြာအစ်စ်ရှိနေတဲ့ဟာတွေကိုဖယ်ထုတ်ပြီးတော့ခက်ခဲတဲ့လမ်းကိုသွားယူရဲအဲ့တော့ပူကြတာပေါ့ဗျာဘဝအောင်မြင်ဖို့တခါကြာရင်အဲ့ဒီတိုက်ဖွားတွေကအလှမ်းကျယ်အလေလက် step by step လောက်ကမဲ့ plan A plan B plan C အစင်းအစင်းလောက်သွားမယ်ဟာကိုမလုပ်ဖဲနဲ့ ဖလီကောင်းကိုတစ်ထက်ခွာကြော်နှစ်ထက်ခွာကြော်အဲ့လိုခွာကြော်တဲ့လူတွေဖြစ်တတ်တယ်။အဲ့တော့ကိုကိုတိုင်ဟာတိုက်ဖွာတရားဖြစ်နေပြီဆိုရင်ကိုအဆင့်ကြော်ပြီးလုံးမိနေပြီလား။လွယ်တဲ့လမ်းကိုခတ်တဲ့လမ်းကိုပို့ပြီးဦးစားပေးပြီးရွေးနေမိပြီလား။ကို့အနေနဲ့လှုပ်လိုက်တဲ့အလုပ်ကဒီနေရာမှာငါငွေရင်းနှီးနှုတ်နံရမှာမှန်ရတာနဲ့ဘာလို့နှမျောနေတာလဲ။ဒီနေရာမှာငါတုံးရမှာမှန်ရတာလဲအချို့နေရာတွေမှာဘာလို့သွားတုံးနေရလဲ။ငါလက်မဖွာသင့်တဲ့နေရာမှာလက်ဖွာပြီးတော့နော်ကက်စီနေတဲ့နေရာမှာကြတော့ကက်စီနေရမယ့်ကိစ္စတွေမှာမနေဘူး။ အချို့နေရာတွေမှာသုံးဝမ်းမဲ့နေရာတွေမှာမသုံးမသုံးဝမ်းမဲ့နေရာတွေမှာသုံးမိနေတယ်ဒါတွေကိုကိုကိုပြန်စစ်ပြီးတော့ကျွန်တော်တို့ငါတို့ဘယ်လိုပြုတ်ပြန်အောင်လဲဆိုတာအတုံးချလို့ရအောင်ကျွန်တော်ဒီနေရာမှာပြောပြတာဖြစ်ပါတယ်ဒါအတိုက်ဖွားဇာတာရှင်ခொနည်းရဲ့သားသမီးအားလုံးလမ်းမှန်ကိုရောက်ပြီးတော့ပို့ပြီးတော့အောင်မြင်မှုမြန်မြန်ဆန်ဆန်ရစေဖို့အထောက်ပံ့ဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဗျာနော်